တောင်ကြီးမြို့လယ်တွင် ကျိုးတုပ်မီးရှို့တပြက်ခံထားရသည့်အမျိုးသားလောင်းကိုလာရောက်ဆွန့်ပစ်သွားမင်္ဂလာပါအော်ဒီယိုဝိုင်းစောင်းနိုင်ငံကကြိုးစားပါတယ်ဒီတစ်ခါမှာတော့တောင်ကြီးမြို့လယ်မှာကျိုးတုပ်မီးရှို့တပြက်ခံထားရတဲ့အမျိုးသားလောင်းကိုလာရောက်ဆွန့်ပစ်သွားဆိုတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ပေါ်မှာကျိုးတုပ်မီးရှို့တပြက်ခံထားရတဲ့အမျိုးသားရုပ်လောင်းတလောင်းကိုလာရောက်ဆွန့်ပစ်မှုဖြစ်ပွားခဲ့ကြောင်းဒေသနေပြည်သူများကပြောကြားပါတယ် မနေ့ကအော်တိုဘာလ16ရက်ညပိုင်းကမနေ့က2025ခုအော်တိုဘာလ16ရက်ညပိုင်းကတောင်ကြီးမြို့မြို့မရက်ကွက်ဆက်ဆံထုံးလမ်းမမှာရှိတဲ့မြို့မလက်ဖက်ရည်ဆိုင်နီးမှာကျိုးတုပ်ပြီးမီးရှို့တပ်ဖြတ်ခံထားရတဲ့အသက်30မှ40ကြားအရွယ်ရှိအမျိုးသားတအုပ်ရဲ့ရုပ်လောင်းတစ်လောင်းတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ဘလောင်းဟာဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုမသိရှိရသေးပဲပိုင်ရှင်မဲ့ရုပ်လောင်းဖြစ်နေတာအခုချိန်မှာတော့ ရင်ခွဲရုံမှာရောက်ရှိနေကြောင်းလည်းသိရပါဗျ။အသက်အရွယ်က30-40ကျောက်ပဲ။ပိမိန်ပပနဲ့လွယ်အိပ်ပါတယ်။လွယ်အိပ်ထဲမှာကော်မီချောင်းတွေမီးချစ်တွေပါတယ်။ပိုင်းပိုင်းခုတ်ထားရတော့မဟုတ်ဘူး။ထိုးသွင်းတံရပြက်ရှားတံရဖူးရောင်တံရတွေနဲ့နရွက်တစ်ဖက်လည်းပြက်နေတယ်။ရင်ဘက်မှာ ကြားပုံတတူးပါတယ်။ဆက်ဆံထွန်းလမ်းပေါ်ကရုံးမှလက်ဖက်ရည်ဆိုင်ကြားထိ Honda Fit ကားနဲ့လာပစ်သွားတာ။ ဒေသခံပြည်သူတို့ကပြောကြားခြင်းဖြစ်ပါတယ်။အစိုးရရုံးလောင်းကိုရတဖွဲ့ဝင်များကလာရောက်စစ်ဆေးကဆက်ဆံတွန်းဆဲရုံတို့တဲဆောင်သွားပြီးအခင်းဖြစ်ပွားရာနေရာနည်းရှိ CCTV မှတ်တမ်းများကိုလိုက်လံစစ်ဆေးလျက်ရှိကြောင်းလည်းသိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလအစပိုင်းတုန်းကလည်းတောင်ကြီးမြို့နယ်အေးတာယာမြို့မှာ အထိတ်တလန့်မှုကင်းတစ်ခုဖြစ်ခဲ့ပါသေးတယ်။ဘယ်လိုလဲဆိုတော့တောင်ကြီးမြို့နယ်အေးတာယာမြို့စက်မှုဆောင်သွားလန်းနိုင်စင်အနီးမှာရှိတဲ့ လူမနေသောတိုင်းရင်တွင်လူတပ်ရဲ့ရေလျှော့ဖျက်ဆီးထားတဲ့လောင်းတလောင်းကို အော်တိုဝါလာ၂ရက်မနက်ပိုင်းမှာတွေ့ရှိခဲ့တာကြောင့်လူများအထက်တလန့်ဖြစ်ခဲ့ကြရပါတယ်။ဒီမှုကိုတော့အေးတာယာနမေကန်ရတပ်ဖွဲ့မှစုံစမ်းဖော်ထုတ်ချက်အရကျူးလွန်သူကိုဖမ်းဆီးနိုင်ခဲ့ကြောင်း အော်တိုဝါလာ၅ရက်နေ့မှာရတပ်ဖွဲ့ရဲ့ထောက်ပြန်ချက်အရသိရပါတယ်။ဖြစ်စဉ်ကတော့အသက်၄၃နှစ်အရွယ်အမျိုးသားတဦးဟာအသက်၃၅နှစ်အရွယ်အမျိုးသမီးတဦးကို လွန်ခဲ့သော၁၀ရက်ကျော်ခန့်ကတဲထဲမှာတမယာပြုတ်ကျင့်တပ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။မိရှို့ထားတဲ့သေဆုံးသူလောင်းဟာစေပညာရအမျိုးသမီးအလောင်းဖြစ်ကြောင်းပြန်ကြားချက်ကိုအခြေခံပြီးရဲတပ်ဖွဲ့ကစုံစမ်းဖော်ထုတ်ခဲ့ရာသေဆုံးသူအမျိုးသမီးအလောင်းမှာရက်ွက်ရှိနေမိချမ်းခေါ်နွယ်စဉ်အေးအသက်35နှစ်ဖြစ်ကြောင်းသိရပါတယ်။၎င်းမိချမ်းအားတောင်ချင်းမြို့ရွှေတောင်ရက်ွက်နေခမင်ရင်းနေသူမြို့မင်းသူ အသက်53နှစ်မှလွန်ခဲ့သောဆယ်ရက်ကျော်ခန့်ကညဘက်မှာတာမယာအဖြစ်ပြုခြင်းကဥကောင်းအားဝရင်တော့ဖြစ်နှစ်ချက်ရိုက်နှက်တက်ဖြတ်လိုက်ကြောင်းတက်ဖြတ်ခဲ့တည်ဆုံသွားတဲ့ခါမှာတော့အလောင်းအားအစိုးပါတဲရင်းမှာပဲဓာတ်စီနဲ့အရက်များလောင်း၍မီးရှို့ဖျက်ဆီးခဲ့ကြောင်းစစ်ဆေးချက်အရသိရှိရကြောင်းရတဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အဲ့ဒီအမှုဖြစ်စဉ်မှာတော့ရတဖွဲ့ရအချိန်ခဏလေးတွင်းမှာပဲ တရားခံတဲ့ဖြစ်စဉ်အမှန်ကိုပေါ်ထောက်နိုင်ကြကြောင်းသိရပါတယ်။အခုဒီဖြစ်စဉ်မှာလည်းအမှုမှန်အများဆုံးပေါ်ပေါက်ပြီးတရားခံများကိုအများဆုံးဖမ်းဆီးနိုင်ပါစေလို့ဆုတောင်းပါတယ်။ပြီးဆုံးတဲ့အထိနားဆင်ပေးကြတဲ့အားလုံးကျေးဇူးတင်ပါတယ်။အားလုံးပဲဘေးပြားတွေဝေးကွာကြပါစေဗျာ။